ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Internet ပေါ်ကအကြီးဆုံးမှောင်ကိုဈေးကွက်ကြီးပိတ်သိမ်းဖို့ကြေညာလာတဲ့သတင်းနဲ့အတူ Binance Wallet တို့ Zero to Hero ဖြစ်လာအောင်ဘလို့လောက်ခဲ့လဲသတင်းကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ ပထမတော့အနေနဲ့အင်တာနက်ပေါ်ကအကြီးဆုံးမောင်ကိုဈေးွက်ကြီးပိတ်သိမ်းမှုကျင်းညာလာတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Telegram ပေါ်ကမောင်ကိုဈေးွက်ကြီးကိုပိတ်သိမ်းလိုက်ပါပြီ။ Telegram အကောင့်တွေထောင်ပေါင်းများစွာအပိတ်ခံလိုက်ရပြီးတဲ့နောက်အင်တာနက်ပေါ်မှာအကြီးဆုံးမောင်ကိုဈေးွက်ကြီးဖြစ်တဲ့ Howowan Guarantee ကိုပိတ်သိမ်းတော့မှဖြစ်ကြောင်းကျင်းညာလာပါတယ်။သူတို့အခြေပြုလေပတ်ရ Channel တွေ Group တွေနဲ့ NFT တွေထောင်ပေါင်းများစွာကို Telegram ဘက်ကပိတ်ချခဲ့တာဖြစ်ကြောင်းလဲ Telegram ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်ဘက်က အတီးပြုတ်ပေးခဲ့တယ်လို့ငွေလိန်တာနဲ့ငွေကြေးခဝချတာလို့မျိုးရာဇဝဲမှုတွေကိုလည်းတားမြစ်ထားပြီးတော့တွေ့တာနဲ့ပိတ်ချမှာဖြစ်ကြောင်းလည်းသတိပေးခဲ့ပါတယ်။အခုပိတ်ချခံရရတဲ့ Howard Grandy ကတော့တရုတ်လူမျိုးတွေလဲပတ်နေတဲ့မောင်ကိုဈေးကွက်ကြီးတစ်ခုဖြစ်ပြီး USDD ကိုသုံးပြီးမတင်ကားဘွေရာ transition bond dollar 27 billion အထိလောက်ခဲ့ကြောင်းလည်း blockchain analytic fund တစ်ခုဖြစ်တဲ့ Elite Bank ကဆိုထားပါတယ်။ Howan Grandy အနေနဲ့ငွေလွှဲတာအပြင်ငွေကြေးခဝချတာငွေကြေးလိမ့်လဲတာ data ခုတ်ယူတာ ရာဇဝမှုတွေအတွက်လိုအပ်တဲ့ဆက်သွယ်ရေးကိရိယာထောက်ပံ့ပေးတာ software နဲ့ ID အတုတွေဖန်တီးပေးတာမျိုးတွေနဲ့အရှိတောင်အာရှဒေတာတခွင်ကကြားပြန်ငွေလိမ်စကန်တွေအတွက် device ဝယ်ယူပေးတာမျိုးတွေလုပ်ခဲ့ပါတယ်။အခုအချိန်မှာ Howan Grandy ပိတ်သိမ်းသွားပေမဲ့ Zenv Grandy ဆိုတဲ့အသစ်တစ်ခုထပ်ပေါ်လာနေပြီးတော့ crypto address ထောင်ပေါင်းများစွာကိုအသုံးပြုပြီးတော့မောင်ကိုဈေးကွက်တစ်ခု အပြည့်လဲပတ်လာနေသလို dollar 8.4 billion အထိ transition တွေရှိပြီးဖြစ်ကြောင်းလဲ analytic ဘက်က ဆိုထားပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ data တွေလုံခြုံရေးနဲ့အလိမ်မခံရရေးအတွက် ကိုယ်တိုင်သာသတိထားကြရမှာဖြစ်ပြီးအရန်ကောင်းလွန်နေတဲ့ငွေကြေးဆိုင်ရာလူမှုရေးဆိုင်ရာအခြေရေးဆိုင်ရာ offer တွေရလာပြီဆိုရင်တော့ဖြစ်နိုင်လားမဖြစ်နိုင်လားအချိန်ချင်းအခါအခါစဉ်းစားသုံးသပ်သင့်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ Binance Wallet တို့ Zero to Hero ဖြစ်လာအောင်ဘယ်လိုလုပ်ခဲ့လဲတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ Binance Wallet ပေါ်မှာ Alpha Airdrop တွေအတော်များများလောက်လာကြတာကိုအားလုံးသတိထားမိကြမှာပါ။ Alpha Token တွေကိုအဝယ်ပေါ်လို့ရှိရုံနဲ့ကိုယ့်ရဲ့ Binance Account ထဲမှာ Balance ရှိနေရုံနဲ့ Point တွေရနေမှာဖြစ်ပြီးတော့ Binance ဘက်ကသတ်မှတ်ထားတဲ့ Point ပမာဏနဲ့ကိုယ့်စီက Point ပမာဏကိုင်းညီတယ်ဆိုရင် Airdrop ရနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့် Binance Wallet ကနေတစ်စက် Alpha Token တွေကိုအယောင်းဝယ်လုပ်တဲ့နှုံးကတောက်လျှောက်ထုတ်တက်လာခဲ့ပါတယ် နှစ်ဆမှာတော့ကဆွပ်လုတ်တဲ့ဈေးကွက်မှာ OKS က44.6ရာခိုင်နှုန်းနဲ့ဦးဆောင်နိုင်ခဲ့ပြီးတော့ Maramask က18.5ရာခိုင်နှုန်းအထိရှိခဲ့တဲ့အချိန်မှာ Binance Wallet ရဲ့ဈေးကွက်ဝေစုကတော့3.4ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ဒါပေမဲ့ Binance Alpha Airdrop တွေမိတ်ဆက်ပြီးတဲ့အချိန်မှာတော့ Binance Wallet ရဲ့ဈေးကွက်ဝေစုက63ရာခိုင်နှုန်းအထိခုန်တက်လာခဲ့တာကြောင့်အချိန်တိုလေးအတွက်မှာ Zero to Hero ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒီလောက်အထိတိုးတက်သွားခဲ့တဲ့အကြောင်းရင်းကတော့ Alpha token တွေကို trade တဲ့အခါမှာ Binance A chain ကငွေတွေနဲ့ပဲ trade လို့ရနိုင်တာနဲ့ airdrop ရနိုင်ဖို့အတွက် point တွေမမီမီအောင်နေတိုင်း trade နေကြရတာ Binance ရဲ့ user base ကလည်းအကြီးကြီးဖြစ်တာကြောင့် Alpha trade ကြသူတွေကလည်းအများကြီးဖြစ်လာတာပါဒီလိုအကြောင်းရင်းတွေကြောင့် Alpha ကဈေးကွက်ထဲမှာဆရာကြီးဖြစ်လာပုံရပါတယ်ဒါပေမဲ့လည်း Binance Alpha airdrop တွေနဲ့ပတ်သက်လို့ဝေဘန်တန်တွေကိုလည်းခြံထားခဲ့လို့မရပါဘူး points နည်းနဲ့သွားတာဖြစ်ပြီးတော့နေတိုင်း trade နေရတာဖြစ်လို့ fees တွေကုန်နေရတဲ့အပြင် point မမီလို့ airdrop ပြန်မရတဲ့အခါမှာနင်းနာမှုတွေရှိကြောင်းလဲ project တွေရဲ့ airdrop တွေအတွက်ရည်ရွယ်ထားတဲ့ allocation ပမာဏတွေကလည်းပုံမှန် airdrop ပုံစံတွေထက် minus alpha airdrop တွေကိုပဲစီးဝင်သွားကြအောင်ဝေဖန်မှုတွေရှိနေဆဲဖြစ်ပါတယ်ပုံမှန် airdrop တွေမှာဆိုရင် bug စစ်ပေးရတာမျိုးတွေ community အင်အားတောင်းလာအောင် refer တွေခေါ်ပေးရတာမျိုးတွေ testnet တွေစမ်းသပ်ပေးရတာမျိုးရှိပေမဲ့ဒီလို user တွေအတွက် ပုံမှန် airdrop ပေးတာမျိုးမှာဝေစုနေသွားပြီးတော့ FR ကနေတဆင့်မဲ့ airdrop ပေးတဲ့ project တွေမျိုးရှိလာတာကြောင့် project စကြတဲ့ကအမာခံပါဝင်လာခဲ့တဲ့ user တွေအတွက်နင်းနာကြောင်းလဲဝေဖန်မှုတွေရှိနေသလို FR ကိုသပိန်မှောက်ဖို့အတွက်တောင်းဆိုမှုတွေအထိရှိလာနေပါတယ်။ဒါပေမဲ့လည်းပုံမှန် airdrop တွေမှာရမှန်းမသိမရမှန်းမသိခံမှန်းလို့မရပဲ airdrop ဆိုတာနှကြီးပါတယ်လို့ပြောရတဲ့အထိဖြစ်နေတာကြောင့်လဲတချို့ user တွေက FR airdrop ကိုပို့ပြီးအာတန်လာနေကြတာကိုလည်းတွေ့ရပါတယ်။ point တွေကိုများနိုင်သမျှများများယူထားရုံနဲ့ airdrop အတွက်မျော်မှန်းလို့ရနိုင်ပြီးအနည်းဆုံး10ဒေါ်လာကနေဒေါ်လာ100ကျော်အထိရနိုင်တယ်ဆိုတာကလည်း Binance user တွေအတွက်ရော airdrop hunter တွေအတွက်ပါမျက်စိကျစရာဖြစ်လာစေခဲ့တာကြောင့် alpha ကဈေးကွက်ထဲမှာရွှေအထိဆက်ဆောင်းနေနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုခုကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ် နားဆင်ပေးကြတဲ့တသရှင်များအားလုံး trade time မြကြပါစေခင်ဗျာ